်မင်္ဂလာပါရှင်ဘာမခိတိတရင်ဌာနဤထိတ်တန်းတရင်များကို တင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်တရင်ကတော့ရဝတီမျိုးပေါ်ရှိ BGF5 ကြားဖြတ်ယုံများကိုစစ်တကဝင်းရောက်စီးနှင်းဖောက်ခွဲ၍ညာရင်းချင်းကြားဖြတ်လုတာများဝယုံသုံးကထွက်ပြေးကြားဖြတ်တရုတ်တထေးများနှင့်ခေါင်းဆောင်များကို BGF14 ဝင်းကစကန်းသစ်တို့ပြောင်းရွှေ့ထားတဲ့ဆွေတရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ် ခရင်ပြည်နယ်မြောက်ပြည်မြို့ပေါ်ရှိစစ်တပ်လက်အောက်ခံနေချားဆောင်တပ် PGF ဖိုင်ကြားဖြတ်ရုံများကိုစစ်တပ်ကဝင်ရောက်စီးနှင်ဖောက်ခွဲ၍ညာတွင်တင်ကြားဖြတ်လုပ်သားများဝယုံသုံးကထွက်ပြေးခဲ့ကြကြောင်းခရင်စစ်ရေးတရင်ရင်မြက်ကတရင်ဌာနကိုပြောကြားပါတယ်။ရှမန်နီဒီဇင်ဘာလ၄ရက်နေ့မြောက်ပြည်မြို့ကြံကင်းလမ်းရှိ669ကြားဖြတ်ရုံကိုစစ်တပ်ကဝင်ရောက်စီးနှင်ပြီးဖောက်ခွဲလိုက်ကြောင်းထို့ပြင်မြောက်ပြည်မြို့ပေါ်မှာကြားဖြတ်လုပ်သား250နီးပါးတို့ကိုလည်းစစ်တပ်ကဖမ်းဆီးခဲ့ကြောင်း ထို့ကြောင့်ဂျမနီညာပိုင်းတုံညာခိတိခိနှင့် UK ကြားဖြတ်ရုံများမှကြားဖြတ်အလုပ်သမားများမှညာတွင်ချင်းဝယုံသုံးကားထွက်ပြေးသွားကြောင်းသိရပါတယ်မြောက်ပြည်မျိုးပြနာကတဲပုံ UK 669ဂိတ်မှရှိတဲ့ကြားဖြတ်ယုံတွေကိုစစ်တပ်ကဝင်စီးတဲ့အတွက် ကြားဖြတ်ယုံတွေကလုံသားတွေအလုံးရင်းနဲ့ညာတွင်ချင်းထွက်ပြေးကြတယ်669ဂိတ်ကြားဖြတ်ဝင်က BGF တွေပိုင်တဲ့ဂိတ်ဝင်ပါတဲပုံဂိတ်က BGF မုတ်တုံရဲ့ဂိတ်ဝင် UK က BGF ဗိုတင်ဝင်ရခဲ့ခွင့်ဟုခရင်စစ်ရေးသတင်းရင်းမြစ်ကပြောဆိုပါရယ်စစ်တပ်က BGF များဤကြားဖြန့်ရုံများကိုဝင်ရောက်မစီးနှင်းမီအ धिक ကြသောကြားဖြန့်တရုတ်တထင်းများနှင့်ကြားဖြန့်စိုက်ကောင်းဆောင်တရုတ်များကို BGF ဗိုတင်ဝင်က၎င်းပိုင်တက်နေနှစ်ဖြစ်သောတစ်ကတ်တော်ကြီးရွာ BGF စက္ကန့်တဲ့သို့ကာမြပြန့်ရွှေ့ပြောင်းခဲ့ကြောင်းသိရပါရယ်ထို့ပြင်ယမန်နေတွင်မြဝတီမျိုးအမတ်၃ရက်ွက်ရှိကြားဖြတ်လောင်းကစားရုံများကိုစစ်တပ်ကဝင်ရောက်စီးနှင်ခဲ့ပြီးတရုတ်နိုင်ငံသား၂၅ဦး မြန်မာနိုင်ငံသား223ဦးစုစုပေါင်း248ဦးကိုဖမ်းဆီးခဲ့ကြောင်း၎င်းတို့ထံမှကွန်ပျူတာမျိုးစုံ82လုံး၊မိုဘိုင်းဖုန်း62လုံးနဲ့ဆက်ဆက်ပစ္စည်းများနဲ့အတူဖမ်းဆီးရမိခဲ့ကြောင်းကြားဖြန့်သုံးထက်အဆောက်အအုံ၅လုံး၊တစ်ထက်အဆောက်အအုံ၃လုံးစုစုပေါင်း၈လုံးတို့အားစစ်ဆေးတွေ့ရှိခဲ့ရပြီးပြန်လည်အထုံးချမှုမရှိစေရဲ့အတွက်သုံးထက်အဆောက်အအုံ၃လုံးကိုရမန်နေတွင်စစ်တပ်ကဖောက်ခွဲဖျက်ဆီးခဲ့ကြောင်းစစ်တပ်ကသတင်းထုတ်ပြန်ထားပါတယ်။ ဆက်လက်ပြီးကချင်ပြည်နယ်တွင်ရေရှားတပ်ထုတူးဖော်မှုများကိုအသိချထားပေးခြင်းမရှိဘဲမူလလောက်ွက်အဟောင်းများကိုသာဆက်လက်ခွင့်ပြုထားဟု KIO ပြောခွင့်ရဗိုလ်မှူးကြီးတော်ဘူပြောတရုတ်ဤမြေရှားအလွန်အကျွံတူးမှုကြောင့်မြမသဘာဝပတ်ဝန်းကျင်ပျက်စီးမှုထိမရသိမရဖြစ်လာတဲ့ဆွေတဲ့ရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ကချင်ပြည်နယ်တွင်မြေရှားတပ်ထုတူးဖော်မှုများကိုအသိချထားပေးခြင်းမရှိဘဲမူလလောက်ွက်အဟောင်းများကိုသာဆက်လက်ခွင့်ပြုထားကြောင်း KIO KIA ပြောခွင့်ရဗိုလ်မှူးကြီးနော်ဘူးကတင်ထားတာကိုပြောကြားပါတယ်။ယခု2025ခုနှစ်ကိုလာအတွင်းတရုတ်နိုင်ငံသို့ရေရှားတင်ပို့မှုမှာအမေရိကန်ဒေါ်လာတန်600ကျော်ရှိခဲ့ပြီးကမ္ဘာမြေရှားတူးဖော်မှုတွင်မြန်မာနိုင်ငံကအ धिक ပါဝင်သူအဖြစ်ဆက်ရှိနေကြောင်း2024ခုနှစ်စည်ရင်များအရကမ္ဘာမြေရှားထုတ်လုပ်မှုတွင်တရုတ်နိုင်ငံက61ရာခိုင်နှုန်းဖြင့်ထိပ်ဆုံးတွင်ရပ်တည်နေပြီးမြန်မာနိုင်ငံက16ရာခိုင်နှုန်းဖြင့်ဒုတိယနေရာတွင်ရှိနေကြောင်း 2025ခုနှစ်ကိုလအတွင်းမြန်မာနိုင်ငံဘက်မှတရုတ်နိုင်ငံသို့ညရှားတင်ပို့မှုလျှော့ချခဲ့တော်လဲတည်ငြိမ်စိတ်ချရသည့်ညရှားထောက်ပံ့ရေးကွင်းဆက်ကိုတရုတ်နိုင်ငံကရှာဖွေနေသဖြင့်မြန်မာနိုင်ငံတွင်ညရှားတူးဖော်မှုပိုများလာကြောင်း Institute of Strategy and Policy မြန်မာကနိုဝင်ဘာလ28ရက်နေ့တွင်သတင်းထုတ်ပြန်ခဲ့ပါသည် ဗိုလ်မှူးကြီးနော်ဘူးကကချင်ပြည်နယ်တွင်မြေရှားတပ်ထုတူးဖော်မှုများနှင့်ပတ်သက်၍လောက်ကွက်အဟောင်းများကိုသာဆက်လက်ခွင့်ပြုပြီးလောက်ကွက်အသစ်များချထားပေးခြင်းမရှိကြောင်းမြေရှားတပ်ထုနှင့်ပတ်သက်၍ရခင်ခွင့်ပြုထားပြီးသားမှလွဲ၍အသစ်ခွင့်ပြုမှုများမရှိကြောင်းရှင်းပြပါရစေ။ကျွန်တော်တို့မြေရှားကတော့လောက်ကွက်အဟောင်းတွေကိုပဲဆက်လက်လုပ်နေတာပါ။အသစ်ချထားပေးတာမရှိပါဘူးဟုဗိုလ်မှူးကြီးနော်ဘူးကရှင်းပြပါရစေ။ Institute for Strategy and Policy မြန်မာ၏အဆိုအရ2025ခုနှစ်6လအတွင်း မြန်မာနိုင်ငံကနေတရုတ်နိုင်ငံသို့မြေရှားတင်ပို့မှုတန်ဖိုးအမေရိကန်ဒေါ်လာ624တန်တန်ချိန်2800ကျော်ရှိခဲ့ပြီးယခင်နှစ်နှစ်ကာလတူနှိုင်းယှဉ်ပါကဒေါ်လာတန်100တန်ချိန်1000ကျော်လျှော့ချခဲ့ကြောင်းမြေရှားတပ်ထုကကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ဝပီသွေးစည်းညွညွရေးတပ်မတော် UWS အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် NDAA နှင့်တရုတ်ကုမ္ပဏီများကထုတ်လုပ်နေကြောင်းဖော်ပြထားပါသည်။ ကချင်ပြည်နယ်သားမကရှမ်းပြည်နယ်အရှိပိုင်းတွင်ပါဒုဖော်မှုများတိုးကျလာကြကြောင်းဥပမာအားဖြင့် UWSC ထိန်းချုပ်ဒေသမိုင်းရုံမိုင်းပေါက်နှင့် NDAA ထိန်းချုပ်ဒေသမိုင်းရောင်မြို့နယ်တို့၌ယခုနှစ်စံပိုင်းတွင်မြေရှားလုပ်ကွက်20တိမနစ်တိုးလာနေကြောင်းတစ်ဖက်တွင်လည်းတဘာဝပတ်ဝန်းကျင်နှင့်လူမှုစီးပွားထိခိုက်မှုပိုများလာနိုင်သည့်နိုင်ငံဖြတ်ကျော်တပ်ရောက်မှုများကြောင့် ထိုင်းကဲ့သို့အိန္ဒိချင်းများကလည်းရေရှားတူဖို့တင်ဖို့မှုများကိုအလေးထားကင်တွဲရန်ပြင်ဆင်လာကြကြောင်း Institute for Strategy and Policy မြန်မာကဆက်လက်ပြောဆိုပါရယ်ရှမ်းပြည်အရှေ့ပိုင်းမိုင်းဆက်မြို့နယ်တောင်ပိုင်းမိုင်းယွန်းဒေသရှိနန်းခုတ်မြစ်တလျှောက်တွင်ရေရှားတပ်ထုနှင့်ရွှေတပ်ထုတွင်များတိုးချဲ့လာသည်ကိုဂျိုဒူးတပ်ပုံများအရတွေ့မြင်နေရပြီးအဆိုပါတပ်ထုတွင်များသည်တရုတ်အစိုးရကကြောထောက်နောက်ခံပြုထားသော China Investment Mining Company ကလေပတ်လုတ်ကိုင်းနေချောင်းရှန်လူအခွင့်ရေးမှန်နိုင်ကအော်တိုဘာလအတွင်းအစီရင်ခံစာတရက်ထုတ်ပြန်ခဲ့ပါတယ်။အော်တိုဘာလ14ရက်နေ့တွင်ရိုက်ကူးထားတဲ့ဂျူဂျူတပ်ပုံများအရာနန်းခုံမြစ်တစ်လျှောက်တွင်မြေရှားနှင့်ရွှေတူးဖော်မှုများဒိုးချဲ့လာနေသည်ကိုတွေ့မြင်ရပြီးအထင်ရှားဆုံးပြောင်းလဲမှုသည်ထိုင်းနယ်ဇက်မှကီလိုမီတာ30အကွာရှိမြစ်အထက်ပိုင်းမှရွှေတထုတူးဖော်ရေးဧရိယာတွင်တွေ့မြင်ရခြင်းဖြစ်ကြောင်းအဆိုပါနေရာ၌ တစ်တော်ဖုံလွှမ်းသောတောင်ဆောင်များကိုကုတ်ချစ်တူးဖော်၍လန်သစ်များနှင့်တတ်ထုတွင်များကိုကွန်ရက်တပ်ဖွဲ့တူးချက်တူးဖော်ထားကြောင်းမြေကြီးထဲမှထွက်လာသည့်တပ်ထုများပါဝင်သောတပ်ထုတွင်များမှစီးဆင်းလာသည့်ရှင်းများသည့်နန်းခုံမြစ်အတွင်းသို့ထိုက်ရိုက်စီးဝင်နေသည်ကိုတွေ့မြင်ရကြောင်းရှမ်းလူခွင့်ရေးမှန်းနိုင်ကပြောဆိုပါသည်။နန်းခုံမြစ်အနီးရှိမြေကြီးအနောက်ဘက်တချမ်းနှင့်အရှိတ်ဘက်တချမ်းမှရေရှားတပ်ထုတွင်နှစ်ခုစလုံးသည်ယခုအခါတိုးချဲ့မှုအသည့်များကိုတွေ့မြင်နေရပြီး နှစ်ခုစလုံးသည်တောင်ဆောင်မြအတွင်သို့ဓာတုပစ္စည်းပမာဏအများအပြားထိုးသွင်းရသည်တဘာဝပတ်ဝန်းကျင်ကိုပျက်စီးစေသော NCTU Lichin နီးပညာကိုအသုံးပြုနေကြကြောင်း2025ခုနှစ်မေလအတွင်းကရိုက်ကူးခဲ့သည့်ဂျိုဒူတပ်ပုံများအရနှခုံမြေအနောက်ဖက်ခြမ်းရှိရေရှားတပ်ထုတွင်သည့်ဆက်ဝိုင်းပုံတန့်စင်ကံများကိုတိစောက်ဆဲဖြစ်တော်လဲလက်ရှိတွင်မူအဆိုပါကံများတိစောက်ပြီးစီးသွားပြီးအ내ရအမိုးများဖြင့်ဖုံးအုပ်ထားသည့်ကိုတွေ့မြင်ရကြောင်းရှန်လူခွင့်ရေးမှန်းနိုင်အဖွဲ့ကထောက်ပြပြောဆိုပါသည် ထို့ပြင်2025ခုနှစ်ဇန်နဝါရီလကတည်းကလက်ပတ်နေပုံရသည့်အရှိတ်ပတ်ချမ်းရှိရေရှားသတ္ထုတွင်သည်လည်းဆက်လက်လက်ပတ်နေဆဲဖြစ်ပြီးထူးခြားချက်မှလုပ်ငန်းခွင်အရှိတ်မြောက်ဘက်ခန္ဓာတွင်အဆောက်အုံတိအများပြားကိုတွေ့မြင်ရသည့်အတွက်လုပ်ငန်းဆောင်ရွက်မှုများပုံမှန်တိုးမြင့်လာသည့်ကိုပြသနေကြောင်းထို့သောနှခုံမြက်ကိုအနည်းငယ်ဖြစ်စေသည့်ညဉ့်ဉန်မှုများရှိနေသည့်ကြောင့်ဤတတ္ထုတွင်203ခုကိုတိုးချဲ့နေခြင်းသည့် နေဆက်နှစ်ဖက်စလုံးရှိလူလူအတိုင်းဝိုင်းများအပေါ်တက်ရောက်မှုရှိနေသဖြင့်အလွန်အမင်းစိုးရိမ်စရာကောင်းကြောင်းရှမ်းလူခွင့်ရင်မှန်နိုင်ကသတိပေးပါရစေ။မိုင်းဆဲမြို့နယ်အရှေ့ပိုင်းမိုင်းယွန်းဒေသကိုဝါပြည်သွေးစည်းညွှန်ရေးတက်မတော် UWSA နှင့် မြန်မာစစ်အစိုးရတို့ကပူတွေထိန်းချုပ်ထားခြင်းဖြစ်ပြီးတပ်ထုတွင်များလက်ပတ်နိုင်ရန်အတွက်အဖွဲ့အစည်းနှစ်ခုစလုံးထံမှခွင့်ပြုချက်ရယူရန်လိုအပ်ကြောင်းအတွင်ပိုင်းသတင်းရင်းမြစ်များ၏အဆိုအရမိုင်းယွန်ရှိနတ်ခုတ်မြစ်တလျှောက်မြေရှားတပ်ထုတွင်များနှင့်အဓိကရွှေတူးဖော်ရေးလုပ်ငန်းနှမျိုးစလုံးကိုလုတ်ကင်နေသူမှာ China Investment Mining Company ဖြစ်ပြီးအဆိုပါကုမ္ပဏီသည်လာအိုနိုင်ငံမြောက်ပိုင်းတွင်လည်းမြေရှားတပ်ထုတူးဖော်ရေးလုပ်ငန်းများလှုပ်ဆောင်လျက်ရှိကြောင်းသိရပါသည် China Investment Mining Company ၏60ရာခိုင်နှုန်း ရှန်ဟိုင်းရှီဂျီရှောင်းဟူမက်တယ်ရီဆိုဆက်ကုမ္ပဏီလီမိတက်ကပိုင်ဆိုင်ထားပြီးအဆိုပါကုမ္ပဏီသည်လာအိုနိုင်ငံတွင်ရေရှားတပ်ထူအရင်းမြင့်များတူးဖော်ထုတ်လုပ်ရန်အတွက်တရုတ်အစိုးရကြောထောက်နောက်ကန်ရှိရှမန်တန်စတန်ကော်ပိုရေးရှင်းနှင့်တရုတ်နိုင်ငံ၏အကြီးဆုံးပုဂ္ဂလိကရွှေထုတ်လုပ်သူချီဖန်ဂိုရိုမှာ2022ခုနှစ်စက်တင်ဘာလတွင်ဖွဲ့စည်းခဲ့သောဖက်ဆက်လုပ်ငန်းတစ်ခုဖြစ်သည့်အပြင် ရှမန်တန်စတန်ကော်ပိုရေးရှင်း HTC သည်တရုတ်နိုင်ငံ၏အဓိကမြေရှားသတ္ထုကော်ပိုရေးရှင်းကြီးတစ်ခုဖြစ်ကြောင်းသိရပါသည်။အဆိုပါကုမ္ပဏီကလှုပ်ဆောင်နေပြီဖြစ်သည်။လာအိုမြောက်ပိုင်းရှိမြေရှားသတ္ထုဒူးဖော်ရေးလုပ်ငန်းများကြောင်းတဘာဝပတ်ဝန်းကျင်ဖျက်ဆီးမှုများကြဲကြဲပြန့်ပြန့်ဖြစ်ပေါ်ခဲ့ပြီးဖြစ်ကြောင်းလက်ရှိတွင်အဆိုပါကုမ္ပဏီသည်နန်းခုတ်မြဝန်ဒေသတွင်ပါသတ္ထုတွင်ဒူးဖော်မှုများကိုလှုပ်ဆောင်လာနေသည့်အတွက်တဘာဝပတ်ဝန်းကျင်ဖျက်ဆီးမှုများဒေသခံပြည်သူများထိခိုက်မှုများနှင့်နန်းခုတ်မြမှာစီစဉ်သွားသည့်ဓာတ်အညစ်အကြေးပါဆွန့်ဖြစ်ရေးများကြောင်း မဲခေါင်မြစ်တလျှောက်မိတင်းနေထိုင်သူတန်းနေချီထိခိုက်မှုများနှင့်ကြုံတွေ့ရမည်ဖြစ်ကြောင်းရှမ်းလူခွင့်ရင်မှန်နိုင်ကဆက်ပြောပါရယ်ဝါပြည်သွေးစည်းညညရေးတမတော် UWSAE နေရှားတပ်ထုတွင်များကြောင်းရှမ်းပြည်အရှေ့ပိုင်းမိုင်းခတ်မြို့နယ်ရှိနတ်လွေမြစ်ကန်တလျှောက်လေယာဉ်မြေဧကပေါင်းများစွာနှုံးတင်ရေးကြည့်ပြီးလေယာဉ်မြေများပြက်စီးလာကြောင်းရင်းဒေသများမှလူခွင့်ရေးလှုပ်ရှားသူများကထောက်ပြပြောဆိုကြပါရယ်